ဟုတ်ကဲ့မင်္ဂလာပါဗျာနော်อืมဒီနေ့ပြောရမယ့်အကြောင်းကတော့ကိုအောင်ခင်မေးရမယ့်အကြောင်းကတော့ဟုတ်လဲအွန်းကျွန်တော်တို့နိုင်ငံသားတွေပေါ့ဘာကြောင့်ဒီတတ်မတော်စစ်တပ်ကိုမုန်းနေရတယ်လဲဘာကြောင့်မုန်းတာလဲဘာကြောင့်မုန်းတာဟိုပါစစ်တပ်ကိုထောက်ခံနေတဲ့သူပြောတာတော့စစ်တပ်မရှိလို့မရဘူးတတ်မတော်မရှိလို့မရဟုတ်ပါလားဟုတ်ဟုတ်ပါတယ်လက်ခံပါတယ် လက်ခံတယ်တက်မတော်မရှိဘူးခင်ဗျဒါပေမဲ့ဟိုချွင်းကျက်နေတဲ့တချို့ကဘာမှာလဲဟိုစစ်တပ်မရှိတဲ့နိုင်ငံတွေအများကြီးရှိတာပဲเนาะဒီထဲမှာမှကျွန်တော်တို့မြန်မာနိုင်ငံအတွက်တိုင်းပြည်ရန်ကိုကာကွယ်ဖို့ဆိုတဲ့စစ်တပ်ကလည်းတက်မတော်ကမရှိလို့မဖြစ်ဘူးဒီတက်မတော်ကိုကျွန်တော်တို့ပြည်သူတွေဘာကြောင့်အမုန်းကြီးမုန်းနေလဲဆိုတက်မတော်ဆိုတဲ့နိုင်ငံရန်ကိုကာကွယ်မဲ့စစ်တပ်ကပြည်သူကိုမကာကွယ်ဘဲနဲ့ကျွန်တော်တို့ပြည်သူကိုပြန်ပြီးတော့ပြည်သူအတအိုးရင်စီးစိမ်ကို ဖြုံးသီးဖြက်စီးဆုံးဆုံးအောင်လုပ်နေလို့ဒီစစ်တပ်ဆိုတဲ့တက်မတော်မုံတာအဲ့ဘာလဲမုံလဲဆိုတော့ဒီရဲ့ပို့ဆိုးတာကစစ်တပ်ဆိုတဲ့အရာနဲ့ပြည်သူဆိုတဲ့အရာကအာနာရှင်လူစုကနေကြိုးကင်ထားခြင်းခံလိုက်ရတယ်ဒါဆိုအခုချင်းချင်းလေးပဲလေအခုဒီမှာအခုကတထေးတထေးဆိုရင်တထေးရဲ့အောက်မှာတပဲတပန်းတွေအများကြီးရှိတယ်အဲ့ဒီလိုပဲပေါ့အမိတ်ဩဇာအမိတ်ဩဇာအာနာသူတော်ကိုနာခံရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဒီစစ်တပ်တပ်ကိုအာဏာရှင်စံစံဖွဲ့ဖွဲ့စည်းထားတယ်အာဏာရှင်လူစုကစနစ်စိုးတစ်ခုတည်မြဲအောင်လှုပ်ထားလို့ဒီတပ်မတော်စစ်တပ်ဆိုတာကိုပြည်သူကမုန်းလာတယ်ပြတ်တက်လာတယ်တပ်မတကယ်နိုင်ငံနိုင်ငံအတွက်တပ်မတော်စီတော့ပြည်သူကတော့မုန်းမှာမဟုတ်ဘူးတိုင်းပြည်အောင်ကာကွယ်မယ်ဆိုရင်တော့ဘယ်မုန်းမလဲပြည်သူကအသက်အိုးအစီတင်ကိုရန်ပြုတ်စော်ကားနေတဲ့ခါကျတော့ဒီပြည်သူကမုန်းတာပေါ့အဲ့တော့ပြည်သူမုန်းရခြင်းအကြောင်းအရင်းကတော့ခုနကျွန်တော်ပြောဆိုဟိုဟာလည်းချဲ့ပြောမယ်ဆိုရင်တော့ ာနာရှင်လူစုကသူတို့စနစ်စိုးတစ်ခုတည်ငြဲဖို့လူကိုဆုံးရှုံးစေနိုင်တဲ့လက်နက်ကိုကင်ဆောင်ထားတယ်။ကင်ဆောင်ထားပြီးတော့အကြောက်တရားနဲ့အုပ်ချုပ်တဲ့အခွင့်အရေးတွေကိုလူအခွင့်အရေးတွေကိုအားလုံးစနစ်တကျနဲ့ဖျက်ဆီးပစ်တဲ့အတွက်ဒီတက်မတော်စစ်တပ်ကိုပြည်သူကမုန်းတာ။အဲ့ဒီအရာကိုတနာစရာကအတုံးချခံတနာစရာကတက်မတော်သားတွေလည်းပါတယ်။အခုအဲဒါဆိုရင်အဲ့ဒီတက်မတော်သားတွေကသူတို့မတည်ဘူးလား။ သူတို့မတည်ဘူးလားအကိညာနဲလားမနဲလားဆိုအခုကျွန်တော်21တော်လာရေးမှာဖြစ်နေတယ်တချို့တက်မတော်သားတွေမိတဲ့အချိန်မှာတွေ့တယ်မှာအခုမူးယစ်စီကျူးကြီးခံလိုက်ရတယ်ထုံထိုင်းစီတဲ့အရာတွေနဲ့လူစိတ်ပုံမှန်မဟုတ်ဘူးပါဗျာလူချင်းချင်းဆုံးရှုံးအောင်လုပ်တဲ့နေရာမှာဘယ်သူကလုပ်မှာလဲကျွန်တော်ထေရဝါဒဗုဒ္ဓဘာသာထုံကားတဲ့မြန်မာနိုင်ငံလေးဗျာကိုကျင်းစာတရားတွေအပြည့်ရှိပြီလားဘယ်သူကလုပ်မှာလဲဟုတ်တယ်အခုအတိညာတရားရှိတဲ့တမတော်သားတွေအလင်းဝင်တဲ့ဟာတွေအများကြီးရှိတယ်ဒီအရာအပေါ်မှာခုနအခုပြောတဲ့ဘာကြောင့်ပြည်သူက စက်စုပ်ယွန်ရှာလောက်အောင်မုံတီးလဲဆိုတော့လူနေတစုကနေဒီလူကိုဆုံးရှုံးစင်တဲ့လက်နက်ကိုကင်ဆောင်ပြီးတော့ပြည်သူကိုအုပ်ချုပ်တဲ့အတွက်ပြည်သူကအမုန်းကြီးမုန်းတာ doesn't တကယ်တတ်မှတ်တော့ဟိုအရင်တော့ဆရာအမီတော်သိန်းစီပြောတတ်မှတ်တော့မရှိလို့မရဘူးဒါပေမဲ့ပြည်သူချစ်တဲ့တတ်မှတ်တော့တော့အထဲမှာတော့ရှိတော့ရှိမှာပဲရှိတယ်ဒါပေမဲ့အဲ့ဒီသူတို့အနေနဲ့ကဘာဖြစ်လို့ဒီအာနာရှင်လေးတစုလေးကိုဘာဖြစ်လို့သူတို့ပြန်ပြန်မတွန်းလှန်တာလဲအဲ့ဒါအဖြေကလွယ်တယ်ဗျ အခုမှနေစတူကနေတိုင်းစောင့်ဝနေရေးဆိုတာရှိတယ်ဟုတ်တယ်ဟုတ်တယ်ဒီကျွန်တော်တို့တစ်ခါတည်းကြာရင်တက်တော့လိုက်ရမှာရေဘယ်နေရာပြစကားပြောတဲ့ခါမှာဟိုစတက်ကိုထောက်ခံတဲ့လူနဲ့အတိုက်ခံနေပြောတာရှိတယ်မင်းတို့ကညံနေလို့ညံမရှိလို့ဟိုနေတရာမရှိစားတရာမရှိလို့စတက်ထဲမှာကအိနေရာပေးတယ်ဟိုစားတရာစံပေးတယ်ပဲပေးတယ်ဒီလိုဟာမျိုးတွေနဲ့နေကျင်လို့ဆိုတော့အဲ့ဒီအကြောင်းအရာမှာဟုတ်တော်လေဟုတ်တယ်တချို့ဟိုကဘလို့ဟုတ်တယ်လဲဆိုတော့ကလေးကလေးအောင်ကြမ်းမြတ်ပါဗျာဒါပြောမှဆိုတော့စော်ကားတော့မဟုတ်ဗျာဒီလိုလူတန်းစားဒီက မှန်ကန်တဲ့အရာတစ်ခုနဲ့သူကစတွေးလိုက်တာကတော့စစ်တပ်ထဲကိုဝင်တိုင်းပြည်ရန်စွေကိုကာကွယ်ကာကွယ်ရမယ်ကာကွယ်ရမယ်ကိုကိုနိုင်ငံသားတွေကာကွယ်ကာကွယ်ရမယ်ပြည်သူကာကွယ်ဒါပေမဲ့သူတို့အဲ့လိုမျိုးပဲဟိုပြောမယ်စင်ဟိုတစ္ဆာဆူထားတာပေါ့ပြည်သူတွေအပေါ်မှာတကယ်တိုင်းပြည်ရန်ကိုကာကွယ်ကျင်တဲ့စိတ်ရှိတဲ့လူတွေလည်းအများကြီးရှိသလိုတိုင်းပြည်ရန်စွေကိုကိုကာကွယ်မယ်ဆိုတော့စိတ်ထဲမှာမှာထပ်ပြီးမှားသွားတဲ့အရာတခုကအာနာရှင်ရဲ့အလိုအကျနဲ့ အတုံးချခံလိုက်ရတဲ့အဖြစ်တယ်ဥပမာဗျာနစ်နင်းနစ်ပရိစီဂျာကြာလာတဲ့ခါကျတော့ဘာလုပ်လဲဆိုအာနာရှင်ကပြည်တွင်းမှာရှိတဲ့ကုံစင်းနှုံးမဲ့ဖြစ်ဖြစ်ဥပမာဗောအိမ်ချမ်းပြည်ဈေးကွက်တွေပဲဖြစ်ဖြစ်ကုံစင်းနှုံးတွေပဲဖြစ်ဖြစ်အကုန်လုံးကိုဒီအခြေခံလူရန်စားလိုက်မမီအောင်မြင့်ပလိုက်တဲ့အတွက်အဲ့ဒီစက်တက်တဲ့ကိုတချို့ဝင်သွားတဲ့လူတွေဘာကြောင့်ဝင်လဲဆိုတာကအဲ့ဒီမှာအဖြေပေါ်တယ်အဖြေပေါ်တဲ့အခါမှာသူတို့ကတစ်နှစ်ပေါင်းနည်းနည်းကြာလဲကြာရောသူတို့ဘယ်လိုတွေ့ရလဲတော့ ငါတို့ဒီမှာပဲနေမှရမယ်အပြင်ကအိမ်ချမ်းမြေစင်းလုံးနဲ့ငါတို့နဲ့မအဆက်ဘူးအပြင်ကကုန်စင်းလုံးနဲ့ငါတို့နဲ့မအဆက်ဘူးမအဆက်လို့ကစီဝါရှာလို့မရတော့ဒီစစ်တပ်ထဲမှာပဲနေပြီးအာနာရှင်ရဲ့အလိုတော်ကြဩစာခံပြီးလိုက်လို့ပြီးဖားရတာပေါ့အဲဖားရပြီးနေမှသာလျင်ငါနဲ့ငါမိသားစုပါလုံခြုံမယ်ဆိုပြီးတွေးတဲ့လူတွေလည်းရှိတယ်လို့ခုနကလိုတိုင်းပြည်ကိုကာကွယ်တဲ့လူတွေလည်းရှိတယ်ဒီအရာကိုအခွင့်အရေးရသွားတာက ခုနကအကိုပြောတဲ့လက်တဆုပ်စာလူငယ်စုအာနာရှင်ပဲ။ဘာကြောင့်လဲဆိုတော့တို့မှာကငွေကြီးရှိတယ်။လူကိုဆုံးရှုံးနိုင်တဲ့ပစ္စည်းရှိတယ်။ပြီးရင်တို့အာနာနဲ့ပေါင်းပြီးတော့အကိုပြောတဲ့ခရိုနီလူဒန်းစားတရက်ရှိတယ်။ဒီခရိုနီကြီးနဲ့ပေါင်းပြီးတော့နိုင်ငံတနိုင်ငံအချုပ်ချာအာနာကိုအာနာရှင်တို့ကကင်ဆိုးထားတဲ့အတွက်ဒီတက်မတော်ထဲမှာရှိတဲ့စစ်တပ်ထဲမှာရှိတဲ့ တပ်သားတွေအားလုံးကပြည်သူ့ရဲ့အညဉ်ညင်းချင်းခံရတယ်။ဘာကြောင့်အညဉ်ညင်းခံရလဲဆိုတော့အဖြစ်အချင်းချင်းတွေပဲ။အာဏာရှင်စီခိုင်းသမျှကိုလိုက်လုံနေရတယ်။သူတို့ရဲ့ရှည်ရီးတို့ရှည်ရီးအတွက်ပေါ်စားဝတ်နေရတဲ့ဒါတို့အတွက်ရောစားဝတ်နေရတဲ့လုံခြုံရေးအတွက်တွေလုံခြုံအကုန်လုံးပူဆွေးပြီးတော့ဒီလိုမျိုးစင်းရင်မှုတွေအများကြီးမခံနိုင်တော့မဆုံးမကြတော့ဒီစစ်တပ်တွေဝင်တဲ့လူတွေအာနာရှင်ရဲ့အလိုတော်ကြောင့်လုံနေရတဲ့လူတွေရဲ့ဘဝကအမှန်တိုင်းပြောမယ်ဆိုရင်တကယ်တနာဖို့ကောင်းတယ်။ဒါကြောင့်အဲ့လိုတနာခံလူရန်စားနဲ့ ဘာမှမသိတဲ့အခြေခံပြည်သူကိုစနစ်တကျပြန်ပြီးတော့ရန်တိုက်အာဏာရှင်ကရန်တိုက်ပေးလိုက်တဲ့အတော့ကျွန်တော်တို့ပြည်သူတွေကဒီစက်တက်ဆိုတဲ့အရာကိုမုန်းနေတာအဲ့ပေါ့ဒါကတော့မုန်းတင်ပါတယ်ဘာဖြစ်လဲဆိုတော့အခုကျွန်တော်အတွင်းနဲ့ပြောရမယ်ဒီအာဏာရှင်တစုယူဟိုတမတော်သားပဲဖြစ်ဖြစ်ပြည်သူပဲဖြစ်ဖြစ်တကယ်ဝမ်းဟိုစီစီယုံနဲ့ တွန်းလှန်မှာပဲရတော့မယ့်အနေအထားဖြစ်မယ်လို့တော့ထင်စီစီယုံယုံတွန်းလှန်မယ်ဆိုအခုပြောတော့ကျွန်တော်လက်ခံတယ်စီစီယုံတွန်းလှန်တဲ့နေရာမှာကျွန်တော်တို့တော်လန်ရေးတိုင်းတော်လန်ရေးတိုင်းမှာလူဒန်းစား9ရက်ထက်ကွဲသွားတယ်ဘလို့လူဒန်းစားတွေဆိုတော့မတရားလို့အနိုင်ကျင့်တဲ့အာနာရလူဒန်းစားဒါမှတစ်နှစ်ကအာနာရှိတဲ့လူကိုဖားတဲ့လူဒန်းစားဘောမသုံးကနိုင်ငံရေးကိုစိတ်ဝင်စားတဲ့လူဒန်းစားတော်လန်ရေးကိုခုတုံးလုပ်ပြီးကိုကြိုးရှာတဲ့လူဒန်းစားဥမာကျွန်တော်တို့ပြောခံဆိုခွက်ခေါက်ပေါ့ဒီလိုလူဒန်းစားတွေကြတော့ခွက်ခေါက်လို့ထည့်ပြောလို့ရတယ် တော့နံပါတ်5ကျတော့တော်လိုင်းရင်းသမားစစ်စစ်အဲ့တော့ဒီမတရားလို့အနိုင်ကျင့်အနိုင်ကျင့်တဲ့အာဏာရလူကြမ်းစာနံပါတ်1မှာကျတော့ဘယ်လိုလဲဆိုတော့ပြည်သူပဲခံရတယ်ဥပမာဒါကျွန်တော်ဆိုင်းဆရာတယောက်ကဟိုဇာကဟာဆာဘီကောပြောမှာနားထောင်မှုလာရှိတယ်ကျွန်တော် NLD လည်းမဟုတ်ဘူးကြမ်းခိုင်ရေးလည်းမဟုတ်ဘူးခင်ဗျားတို့ရဲ့ငါဆွဲနဲ့အတ္တတွေကိုဖြုတ်လိုက်နေဆိုရင်ရတယ်ဆိုတဲ့ဇာကတခွန်းက ဘာနဲ့သူပြောရင်တတ်ဆိုင်လဲတော့အဲ့ဒီပါတီကခုရဲ့အပေါ်မှာအိုဆိုးထားတဲ့တမတော်သာရှိတယ်အာနာဘာလို့ရှင်အာနာရှင်တော့ဒီတကယ်ပြည်သေးရေးတို့ကာကွယ်ရေးတို့နေဆက်ရေးရတော့လူကိုဆုံးရှုံးစေနိုင်တဲ့ပစ္စည်းပစ္စည်းရတွေကင်ထားတဲ့အဖွဲ့ကြီး၃ရက်ကတမတော်ရဲ့တမတော်ကကင်တမတော်လည်းအောက်ထဲမှာဟုတ်ကင်ထားတယ်တမတော်လည်းအောက်ထဲမှာဟုတ်ဘူးအာနာရှင်ရဲ့လက်အောက်ဖြစ်အာနာရှင်ရဲ့လက်အောက်တမတော်လည်းအောက်ဆင်တော့ဒီလိုမျိုးမဖြစ်ဖြစ်မှာမဟုတ်ဘူးအာနာရှင်ရဲ့လက်အောက်အဲ့အာနာရှင်ကလည်းအဲ့ဒီဌာနကြီး၃ခုကိုအုပ်စိုးထားတဲ့တမတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတာ အာနာရှိတယ်အာနာရှင်မင်းလေးတူတာရှိနေတယ်ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ဒီမှာပါတီရထပါတီရအကြိုက်ခံရင်းလည်းဖြစ်ဖြစ် NLD ပဲဖြစ်ဖြစ်ဟိုတူတလုံးငါတမင်းနဲ့ငါအချိန်ရတဲ့ချိန်ရင်ဘာလုပ်မလဲဘာလုပ်မလဲဆိုတော့မကောင်းတဲ့စိတ်ဓာတ်မျိုးတွေနဲ့ဒီတော်လန်ရေးထဲမှာပါနေတဲ့လူတွေများနေလို့ပြည်သူကစစ်တပ်ကိုမုန်းတယ်တော်လန်ရေးကဘာကြောင့်ကြာလဲဘာကြောင့်ဒီလိုလူဒန်းစားတွေကွဲပြားနေလဲဆိုတာကအဓိကအရေးကြီးဆုံးအချက်တစ်ခုကတော့ကျွန်တော်တို့ အာနာရှင်ကမလုပ်ထားလဲဆိုပြည်သူတွေရဲ့အဓိကအချက်နှစ်ချက်ကိုလုပ်ထားတယ်အလုံးလုံးမှထမင်းစားရမယ်အဲ့တော့လုခလာတာကိုနှိမ်ပြီးတော့နှိမ်ထားတဲ့ကိုမြင့်ပေးလိုက်တဲ့အတွက်ကျွန်တော်တို့နိုင်ငံရေးနိုင်ငံရေးဘယ်လိုဝေပါဖို့အားနည်းသွားရအောင်နောက်တော့သူတို့ခဏဟိုပြောအသူတို့ဂျွာတယွာမှာပေါ့ဒီအုတ်ကြီးတို့ပါတော့ဟိုခန့်တဲ့အခါကျရင်ကြွားသားကိုဘာဘာအတီအုပ်ကြီးဘာကြောင့်ခန့်ထားလဲဆိုတော့ကျွန်တော်ဟိုတွေးရတာပေါ့ဗျာ ဒီကျွန်တော်တို့ယွာသားတွေကိုသူတို့ကိုမဆန့်ကျင်ရအောင်မကလန်ရအောင်ဆိုပြီးတော့ခန့်ထားတဲ့အပိုင်းတွေတော်တော်များသူတို့အဲ့ဒီစနစ်ကအဲ့ဒီလိုခန့်ထားတဲ့လူတွေကလည်းအခုတွားကြည့်လိုက်အိုး88နောက်ပိုင်းမှာကျွန်တော်တို့က88ဟိုနည်းနည်းလေးပေါ်ပြီလာတဲ့အတွက်အဲ့နောက်ပိုင်းမှာဂျုံတွေ့ရတဲ့လူတွေကရက်ွက်14ခုရှိမယ်ဆိုရင်12ခုကလူသက်ဓမြတိုက်မဒိမှုဖြစ်တဲ့မကောင်းတာလုပ်တဲ့ထောင်ထွက်တွေအားလုံးကိုအဲ့ဒီနေရာဒီမှာခန့်ထားအိုကြီးခန့်ထားတယ်အိုကြီးခန့်ထားတယ်အိုကြီးခန့်ထားတဲ့တော့အဲ့ဒီအချိန်မှာပြည်သူကအကြောက်တရားနဲ့စကြောက်တရားနဲ့ပေါ့သူတို့ကဟိုဘာမြတ်ကြဟို ျွန်တော်ကြားကြားအာဒီလူကထောင်ထွက်ဒီလူကထောင်ထွက်ဆိုရင်ကျွန်တော်ကြံတဲ့ပြည်သူတွေကကြောက်နေကြတယ်ဟဲ့အဒီလူနာအဒီလူနဲ့မတပတ်တဲ့နဲ့အဒီလူနဲ့တော့မရှုံနဲ့ဆိုတာဘာသူတို့ကြောက်လို့လားယွံလို့လားကိုအဲ့လိုမျိုးလူတွေကြောက်လို့လားယွံလို့လားဆိုခုနကကျွန်တော်ပြောတဲ့အချက်နဲ့ချက်နဲ့သွားသက်ဆိုင်နေတယ်လုက္ခလာသာနေပြီးကုံစင်းတို့မြှင့်ထားတယ်ပြစာဝတ်နေရေးဆိုတဲ့အရာကိုအရင်ဆုံးလုပ်ရတယ်စာဝတ်နေရေးလုပ်နေရင်းနဲ့စီးပွားရှာတဲ့နေရာမှာပါအဲ့လိုခရိုနီလူဒန်းစားတွေရဲ့ဖိနှိပ်မှုအဲ့ဒီဟိုသူတို့ခရိုနီက ခန့်ထားတာကဒီလူမိုက်တွေကိုခန့်ထားတာဒီနေရာတွေမှာခန့်ထားတဲ့အတွက်အောက်မှာရှိတဲ့အခြေခံပြည်သူကယုံကြွလို့မရဘူးမကြအဲ့ဘာဘာသူတို့ယုံကြွလို့မရဘူးယုံကြွလို့မရတဲ့အခါမှာတော်လိုင်းရေးတိုင်းပြည်ပြက်စီးတာဆိုတာကကျွန်တော်တို့ဒီမှာဟိုလက်သိမှာပါဟိုကာကွယ်ဦးစီးချုပ်ကိုဆဲနေတာပေါ့သူတူးတဲ့ကြောင့်အာနာရှင်တူးတဲ့ကြောင့်မဟုတ်ဘူးအာနာရှင်ရဲ့အလိုကျလုပ်ပေးနေတဲ့ဝင်နှန်းနေရှိတယ်ဘောမဝင်နှန်းပေါ့ဗျာပြီးမတရားမှုကိုကိုယ်နဲ့မဆိုင်သလိုနေနေတဲ့ လူတံဘုံမဲ့လူတံစားတွေရှိတယ်ရှိတယ်မတရားမှုကိုမတုံ့ပြန်ပဲငုံခံနေတဲ့လူတံစားတွေရှိတယ်အဲ့ဒီတော့ဒါကတပိုင်းတရားခံလို့ကျွန်တော်သတ်မှတ်တယ်ဘလို့လဲဆိုတော့မတရားမှုကိုကျွလွန်နေသူရဲ့တမိုင်းကတော့မကောင်းတဲ့အရာတိုင်းသွားမှာပဲအချိန်တန်ကြာရင်ဒီကိစ္စကပြီးသွားမှာပဲလို့ကျွန်တော်တို့ကတွေးတောနေလို့မရဘူးကျွန်တော်တို့လုံနိုင်တဲ့အတိုင်းဒါအခုဘာလုံနိုင်ဒီညီဘာလုံနိုင်လဲကျွန်တော်ဘာလုံနိုင်လဲလုံနိုင်တဲ့အတိုင်းဒါတခုအခန်းကဏ္ဍအလိုက် အပိုင်းခြားအပိုင်းခြားတည်တည်တတ်တဲ့အဓိကကတော်လိုင်းကြီးမဖြစ်နိုင်ငံကြီးမဖြစ်ရိုးသားစိတ်နဲ့ယုံကြည်ချက်ရှိ ဖြစ်တယ်ဗျဟုတ်တယ်အဲ့ဒီလိုယုံကြည်ချက်တွေကိုပျောက်ဆုံးအောင်ဘယ်လိုပုံစံမျိုးနဲ့လုပ်တယ်လဲဆိုရင်ခုနကကျွန်တော်တို့အာနာရှိပါတယ်ဆိုတဲ့အာနာရှင်တို့တစုကတက်မတော်နဲ့ပြည်သူကိုတွေးခွဲပြီးတော့အညူတရဆိုတာဒါကတော့ခုနကတိပါတယ်60နှစ်တည်းကလူမျိုးကြီးမိုင်းတိုက်လို့ရရင်ရမရရင်ဘာသာရေးမိုင်းတိုက်တယ်ဘာသာရေးမိုင်းတိုက်လို့မရရင်ဒါ တကယ်တော့သူတို့လုံးလုံးနေကြတာလုံးနေကြနေကြတာသူတို့နောက်ဆုံးစင်သူတို့ဒီဟာသူတို့ formula တခုနဲ့သူတို့ပုံသေးတောင်းနေတာမြန်မာပြောကျင်တဲ့အဓိကခင်ဗျားတို့ကျွန်တော်တို့ ਨੇ အနည်းချက်ဆုံးအရာတစ်ခုရှိတယ် KNU ဆိုတဲ့အဖွဲ့အစည်းကိုဘယ်လိုမျိုးကိုယ်အောင်လုပ်လိုက်လဲဟုတ်တယ်လေကရင်ကရင်ကရင်ပေါ့ကိုယ်အောင်လုပ်လိုက်တာတော့ရိုးသားပါတယ်ဆိုတော့တိုင်းသားတွေကိုကွဲပြားအောင်လုပ်လိုက်တယ်ဒီလိုအဖွဲ့အစည်းတွေကွဲပြားအောင်လုပ်ပတ်လဲဆိုရင်အာနာရှင်ကတကယ်တော့ပြောမယ်ဆိုရင်တကယ်တော်တယ်ဒီလိုတော်နေတဲ့အရာတစ်ခုကို ူကင်ထားတဲ့အရာကအဖွဲစည်းတစ်ခုပါအဲ့ဒီအဖွဲစည်းကစီးလုံးညီညွတ်စွာနဲ့တတ်မတော်ဘောဗျာဖွဲ့စည်းကြတဲ့အဖွဲစည်းကိုကျွန်တော်တို့ကပြန်တွန်းလှန်တဲ့နေရာမှာဘာတွေလိုတဲ့တော့စိတ်သက်ပိုင်းဆိုင်ရာတွေလိုတယ်စီယုံရေးပိုင်းတွေအရန်လိုတယ်တတ်မတော်ဘက်ကလူမျိုးကျွန်တော်တို့ဘက်ကပြည်သူဘက်ကိုခေါ်လုံလောက်ဒါမျိုးတွေပြောရမယ်ဒါဒုသားမှုစိတ်လည်းလိုတယ်ဒုသားမှုစိတ်တွေတော့ဒီအောက်ခြေရှိတဲ့လူကဒုရန်သားနှစ်ရက်ကိုအပေါ်ကအာနာရှင်ကနေလူကိုဆုံးရှုံးတဲ့နေတဲ့အရာတွေပေးပြီးတော့အခွင့် လောက်ကြီးတွက်လို့ပဲခုန KNU ကနေအဖွဲ့အစည်းတွေကွဲပြားသွားတယ်ဆိုတာလေအခွင့်အရေးဗျာလူတယောက်ကအခွင့်အရေးရမယ်ဆိုရင်ဘာပဲပြောကြစေအဲ့ဘောဟိုဒါမဲ့အဲ့လိုမျိုးကြောင့်ဘာဘာကြောင့်အဲ့လိုမျိုးဖြစ်လာလဲဆိုတာလူလောင်းစိတ်တွေများနေလို့ပေါ့ဒါပဲလေလူကတော့လူကျင်မှုတရားတော့လူတိုင်းမှာရှိတယ်ဗျရှိတယ်ရှိတယ်လူကျင်မှုတရားမရှိတဲ့လူတော့မရှိဘူးလူကျင်မှုရှိတယ်အဲ့ဒီလူကျင်မှုဟာမိမိတူတယောက်တည်းအတွက်မိမိမိသားစုအတွက်ဆိုတဲ့အရာကိုတွေးလို့ရတယ်စီးပွားရေးလုပ်ရင်ဒါမဲ့နိုင်ငံနဲ့သက်ဆိုင်တဲ့အရာကြရင် ဲ့လိုတွေးလို့မရတော့ဘူးအများနဲ့သက်ဆိုင်သောအရာကိုကျွန်တော်တို့ကကူညီရမယ့်လူတွေပေးကမ်းရမယ့်လူတွေမဖြစ်ဘဲနဲ့စားဝတ်နေရေးချွတ်တဲ့လာတဲ့အနေအထိုင်တွေကြက်လာတဲ့နေရစားရရှားလာတဲ့အနေထားမျိုးတွေမှာလူဒန်းစားအများစုကဘာလို့ဂျားနေတွေတုံးကြတယ်ဘာလို့စစ်တပ်ကိုထောက်ခံကြတယ်ဆိုတော့ခုနအခုပြောတဲ့အခွင့်အရေးကြောင့်အဲ့ပေါ့အဲ့ဒီအခွင့်အရေးကိုအခွင့်အရေးကြောင့်နောက်ပြီးတော့ခဏတစ်ကြိမ်လေးရမယ်အခွင့်အရေးနော်ဟုတ်ကဲ့သူတို့ဘက်မှာလည်းဟို လိုလားတဲ့စိတ်တအားကြီးမွေးသွားလို့လောဘစိတ်တွေမွေးလို့ပေါ့ဒီလိုမျိုးဖြစ်တာအဲ့ဒီလောဘစိတ်တွေဖြစ်လာအောင်ဘသူကဖန်တီးပေးလဲဆိုတော့လောဘဒေါသမောဟဆိုတာကျွန်တော်တို့ဘာသာတရားအရာပြောထားတဲ့အရာပဲဒါပေမဲ့အဲ့ဒီဘာသာတရားဆိုတဲ့အရာတွေပါကျွန်တော်တို့မြန်မာနိုင်ငံလူနိုင်ငံသားတွေအီဒီဟောတပါကာရဝါတရားတွေချိုးတက်လာပြီဘာကြောင့်ချိုးတက်လာဆိုတော့ဒီအလို့တစ်ခုကိုငါလှုပ်လိုက်လို့ရလာတဲ့ငွေကြီးကမှန်ကန်တဲ့ငွေကြီးလားမမှန်ကန်တဲ့ငွေကြီးလားဆိုတော့ဝေဖန်ပိုင်းခြားနိုင်စွာရှိတော့ဘူးဘာကြောင့်လဲဆိုတော့ ခဏတစ်ပြုတ်ချမ်းသာရင်ပြီးတော့ခဏတစ်ပြုတ်အဆင်ပြေပြီးတော့နောက်ဆုံးအဆင့်ဗျာအခုခေတ်ကတိုးတက်တဲ့ကိုကျင်တရားနဲ့ဇာတိကပြတ်တဲ့အနေထားမျိုးတွေမှာခဏတစ်ပြုတ်နာမည်ကြီးရင်တော့ပြီးရောဆိုတဲ့ပုံစံမျိုးတွေပါလုတ်သွားကြတာလုတ်လာတဲ့အတွက်ကျွန်တော်တို့ဒီထေရဝါဒဗုဒ္ဓဘာသာထုံးကတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်မြတ်စွာဘုရားဟောကြားလို့ပေါ့သာသနာနဲ့ငါတို့ငါသာသနာဖြည့်ဆည်းမယ်လေအဲ့ဒီအရာကိုကျွန်တော်တွေးထားတဲ့ကြိုတွေးထားတဲ့ဇာတ်ဟိုဇာတ်တခုရှိရဲ့ယသနာတခုရှိရဲ့ပေါ့အာနာရှင်ကဆက်လက်ပြီးတော့တည်မြဲနေမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံသား နာနိုင်ငံသားအများစုကဘုံကြီးဝတ်လာရလိမ့်မယ်ဘုံကြီးဝတ်လာပြီးသွားရင်သာသနာတော်ကိုဖျက်ဆီးမှာကဗုဒ္ဓဟောခဲ့တဲ့ပုံစံတိုင်းဖြစ်လာရင်ပြလို့မယ်။ဒါကြောင့်လူချင်းမှုတွေများတယ်။ဟုတ်တယ်။အဲ့ဒီလူချင်းမှုအခွင့်အရေးကိုဘယ်သူကပေးတယ်တော့အာဏာရှင်ကပေးတာလေ။ဟုတ်တယ်။အဲ့ဒီခဏတစ်ပြုတ်ရမယ့်အခွင့်အရေးကိုတမတော်သားပဲဖြစ်ဖြစ်မြန်မာနိုင်ငံနိုင်ငံသားပဲဘောမပဲဘယ်လိုပဲဖြစ်ဖြစ်ဘယ်အဖွဲ့ဈေးမှာပဲဖြစ်ဖြစ်အခွင့်အရေးခဏတစ်ပြုတ်ရတာလေးကိုတာယာလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီဒေါ်လာကြီးမှရှိတဲ့သင်းကြီးတယ်။ နှင်း90လောက်ကြာသွားလိမ့်မယ်။အုံနှင်း90မှာကတဲ့နောက်ထပ်မျိုးဆက်မျိုးဆက်ပေါင်းများစွာ အဖိနှိတ်ခံဘဝနဲ့နေသွားရမယ်ဆိုတာကိုကျွန်တော်တို့ပြည်သူပဲဖြစ်ဖြစ်တမတော်သားပဲဖြစ်ဖြစ်အာနာရှင်နဲ့လက်ပုံးတိနေတဲ့လူတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့သီရဝရဗုဒ္ဓဘာသာမြန်မာနိုင်ငံသားဖြစ်ဖြစ်အစ္စလာမ်ဘာသာပဲကိုးကွယ်ခရစ်ယာန်ဘာသာပဲကိုးကွယ်အဟိန္ဒူဘာသာပဲကိုးကွယ်ဘာသာတရား၄မျိုးမှာကငါးပါးတိကျဆိုအမျက်ရှိပြီးသားဒီအရာတွေကိုလွန်ဆန်ပြီးလောက်တာတော့စုတ်ခေကြီးရောက်တာတော့ဒီအရာတွေပဲဗျာ ဒီလိုစုတ်ခေကြီးရောက်လာတဲ့အနေအထားမျိုးမှာခဏတစ်ဖြုတ်ချမ်းသာခြင်းတဲ့အရာကိုတွေးအောင်လုပ်တာလေအာနာရှင်ပဲအဓိကကျွန်တော်စပြောတော့တက်မတော်နဲ့ပြည်သူတွေးကြွေးအောင်လုပ်ထားတာကအာနာရှင်လူတစုဒါကြောင့်တစ်ချက်တစ်ဖက်စစ်တပ်ကိုထောက်ခံနေပြီပြောတယ်ကျွန်တော်တို့ဟိုဘောမှာပေါ့ဗျာတက်မတော်မရှိတော့ကြည့်ဟုတ်ပါတယ်လက်ခံတယ်ဒါပေမဲ့အဲ့ဒီတက်မတော်ကိုချုပ်ကင်ထားတဲ့အာနာရှင်လူတစုရဲ့လုပ်ရက်ကိုတော့ ကျွန်တော်တက်မတော်သူတက်မတော်သားတွေအနေနဲ့လည်းတီးဖို့လိုတယ်ပြည်သူတွေအနေနဲ့ကလည်းအမှန်တရားဘက်ကိုဂျုံကြည်ပါတယ်အမှန်တရားဘက်ကိုထောက်ခံပါတယ်ပြောပြောအမှန်တရားဘက်မှာ အမှားတရားလုပ်နေတဲ့လူတွေကလည်းရှိနေသေးတာကိုလည်းသိသိချင်းတယ်ဟုတ်တယ်နော်ဟုတ်တယ်အဲ့တော့ဒီနေ့အခုပြောတဲ့တက်မတော်ကိုဘာကြောင့်ပြည်သူတွေကမုန်းလဲရည်ရွယ်ချက်ကတော့အခုရှင်းရှင်းလေးပဲအခွင့်ဒူးကံလူတန်းစားအာဏာရှင်လူတို့ကလှုပ်တာလို့ပဲသိကြတယ်ကိုအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ဘယ်လိုစိတ်မျိုးနဲ့ဒီတော်လိုင်းအောင်လုပ်ရမလဲဆိုတော့ ို့ချက်ပြောပြီဒီတော်လန်ရေးအောင်ဖို့ဆိုဘယ်လိုလုပ်ရမလဲဆိုတော့အခုချိန်မှာတော့ကျွန်တော်အမေနဲ့ကြည်ဟန်ပြီးတူတွေကတော့အခုချိန်ထိတော့အားမချောဘူးအားမချောဘူးနောက်မဆုံးအားမချောဒါပေမဲ့ဦးစီးဦးဆောင်တဲ့လူတွေကအဓိကလူတွေလို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့စီလုံးမှုအားနည်းလာတော့မနည်းပါမနည်းမနည်းမနည်းဘူးစီလုံးမှုအားမနည်းဘူးဒါပေမဲ့အခုဒီအဖွဲ့အစည်းပေါ့ဒီဦးစီးဦးဆောင်တဲ့အဖွဲ့အစည်းတဲမှာက ကျွန်တော်ပြောမယ်စင်ဟိုအခုပြောတော့ယူသားမှုရှိတဲ့လူရှိယူဟိုတရားတတိမန်တဲ့လူရှိတတိမန်မန်နဲ့လူရှိတယ်လေဒါမှအဲ့ဒီလူတွေကိုကျွန်တော်အနေနဲ့ပြောရမယ်စင်ဒီခေါင်းဆောင်ပိုင်းတွေကဒီတော်လန်ကြီးခေါင်းဆောင်ပိုင်းတွေအဲ့ဒီမကောင်းတဲ့တတိကိုဖြတ်မှာဖြတ်မှာဖြတ်မှာရမယ်လို့တော့ကျွန်တော်မြင်တယ်မဖြတ်မဖြတ်ဒီတော်လန်ကြီးကတော့ဒီလိုမျိုးပဲဆိုရင်တော့ရောဤပိတ်ဖြစ်တော့အဲဒါမဲ့အားရစရာတခုရှိတယ်ကျွန်တော်တို့ဒီ ND အစိုးရကနေ2025မှာထောင်တောင်းရှိတော့ တပ်ဖွဲ့အင်အားတွေနဲ့တော်လန်ရေးကို2025မှာပြီးဆုံးအောင်လုပ်မယ်ဆိုပြီးတော့ဟင်ကျူးထားတဲ့အတွက်ကျွန်တော်တို့ကလည်းဝမ်းသာပါတယ်ဒါပေမဲ့တချို့တည်ပါနေတဲ့အရာတွေဟုတ်တယ်တည်ပါနေတဲ့အရာဆိုရအရင်နဲ့တော့ပြန်လောက်ရမယ်ဟုတ်တယ်ပြန်လဲပြုပြင်ပြီးတော့လုံမှသာလေအဲ့လိုပြန်လဲပြုပြင်ပြီးလုံနေတဲ့အချိန်ကာလအတွင်းထဲမှာလည်းကျွန်တော်တို့တယောက်နဲ့တယောက်တိုက်ခိုက်ခြင်းတွေမရှိဘဲနဲ့မှန်ကန်ရိုးသားတဲ့အရာတွေဖြစ်ဖို့လိုတယ်ပြဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လိုချင်တာကရက်ွက်မဟုတ်ဘူးနိုင်ငံပြဒါဆိုရင်အဲ့ဒီအမာလောက်တဲ့လူတွေအဲ့ အစိုးရအနေနဲ့ဒီဗီဒီယိုအစိုးရမကြည့်ရသိတယ်တိတိတိရတာနဲ့တချို့ကိစ္စတွေဘာကြောင့်ပြည်တံမပေးတာလဲပြည်တံမပေးတယ်ဆိုအခုဒါဟိုဘူတန်လိကိစ္စနဲ့ပတ်သက်ပြီးစာထုတ်တာပါပြီနော်ဒါဒါဘယ်လိုပဲဖြစ်ထည့်ပြောရဲဆိုတော့ကအချိန်ကာလလည်းကြာလာပြီပြည်သူတွေရဲ့အားရော့လာတဲ့အပိုင်းတွေဥမာယုံကြည်မှုအားနည်းလာတဲ့အပိုင်းတွေမှာလည်းကျွန်တော်တို့အစိုးရကလှုပ်လာတဲ့အရာရှိတယ်အဲ့ဒီရှိတဲ့အရာအပေါ်မှာလည်းနောက်ကနေလိုက်ပါမယ်အမှန်တရားဘက်မှာရှိတဲ့လူတွေကလည်း မှန်မှန်ကန်ကန်ယူသားစိတ်တွေနဲ့တယောက်နဲ့တယောက်တွန်းဖက်တိုက်ခတ်ခြင်းမပြုဘဲနဲ့ဝေပန်တုံးတက်ပြီးတော့ညှိနှိုင်းတိုင်ပင်သွားမှအဆင်ပြေမယ်လို့ဒီနေ့ဘာကြောင့်လဲဆိုတော့အချိန်ကာလ၄နှစ်ကျော်ကာလကြာပြီးဖြစ်တဲ့ကျွန်တော်အစိုးရထုတ်ပြန်လာတဲ့2025မှာထောင်ပေါင်းကြီးသောတက်တွေနဲ့ဒီအာဏာရှင်စနစ်ပြအောင်လုပ်မယ်ဆိုတဲ့အကြောင်းတွေးသလိုပဲတက်မတော်ဘက်မှထောက်ခံနေတဲ့လူပဲဖြစ်ဖြစ်တက်မတော်ဓာရီပဲဖြစ်ဖြစ်ပြည်သူရင်ဝင်ခုံလုံးပြီးတော့တက်မနဲ့ပြည်သူကိုတွေးခွဲထားတာအာဏာရှင်ဆိုတဲ့လူစုကြောင့်ဆိုတာကိုသိမယ်ဆိုရင် ကျွန်တော်တို့လူနည်းစုအစဉ်ပြေဖို့တော့မတွေးပဲနဲ့ကျွန်တော်တို့တနိုင်ငံလုံးတိုင်းတာတန်း90ကျော်သောတနိုင်ငံလုံးတိုင်းတာနဲ့စိတ်ချမ်းသာပျော်ရွှင်မှုကိုရယူစေခြင်းတယ်လို့ကျွန်တော်တို့ကဒီနေရာနေ့ပြတ်တိုက်ခံပြီးကျွန်တော်တို့ညနေ message ပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီအရာပေါ်မှာကျွန်တော်တို့ဒီ comment တွေဝင်ရေးလို့ရပါတယ်မိမိတို့တည်တဲ့အတိအញ្ញံတရားတွေလည်းလာပြီးတော့ဖြန့်ဝေဝင်ပြောလို့ကြားပါရပါတယ်ဗျာနော်ကျိုးစိုးပါတယ်ကျိုးစိုးပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့ဒါဆိုဘာပြောအောင်လဲကိုဒီနေ့ကဒီလောက်နဲ့ပဲဟုတ်ကဲ့နောက်နေ့လေကြာရင်လည်းကျွန်တော်တို့ ကျွန်တော်တို့ကျွန်တော်တို့ရဲ့ YouTube channel ကကျွန်တော်တို့ပြပြကြောင်ကြောင်ဝင်ပါဗျာနော်ဟိုတခြားသူတွေလိုမျိုးအောင်မြင်ခြင်းမှအောင်မြင်မယ်ဒါပေမဲ့ဒီအရာကိုဘာကြောင့်လုပ်လဲဆိုကျွန်တော်နိုင်ငံသားတွေအနေနဲ့အသိဉာဏ်မဖြစ်ဘဟုသုတပြီးပညာရေးပိုင်းမဖြစ်ဖြစ်အတွေးခေါ်ပိုင်းမဖြစ်ဖြစ်ကျွန်တော် general knowledge ဆိုရဲဘဟုသုတပိုင်းဒီမှာအားနည်းတဲ့အရာတွေနဲ့ကျွန်တော်တို့လက်လန်းမိဆိုတော့ကျွန်တော်တို့ကြုံတွေ့ရတဲ့အရာတွေနဲ့ကျွန်တော်ပြန်ဖြန့်ဝေတယ်ဝင်ရောက်နားထောင်ကြည့်တဲ့အခါကျရင်ကျွန်တော်တို့ပြောခြင်းတဲ့စကားရဲ့ရည်ရွယ်ချက်က ဘာကိုရည်ညွှန်းတာလဲဆိုတော့သိသိချင်းတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အခြားပုံကိုတွေတော့ဟိုပုတ်ခတ်ပြီးတော့ကျွန်တော်တို့ကမပြောတော့ကျွန်တော်တို့သွားကျင်တဲ့အခြားပုံကိုထိခိုက်အောင်လဲကျွန်တော်တို့မပြောမပြောဘူးကျွန်တော်တို့သွားကျင်တဲ့လမ်းကဒီလိုပုံစံမျိုးဖြစ်တဲ့အတွက်ဒီအရာမှာလည်းဘုသူတ္တဉာဏ်ပညာတွေရပြီးတော့နိုင်နိုင်ငံကိုစစ်အာဏာရှင်စနစ်ရောက်ကလွတ်မြောက်အောင်ဝိုင်းမှုပံ့ပိုးပေးကြပါလို့ညတရကနောက်ထပ်ကျွန်တော်ပြောစရာဘာဖြစ်လဲဟိုဟိုတချို့ပုဂ္ဂိုလ်ကိုဟိုဆဲလိုက်မှအပြောဆိုလုပ်လိုက်မှဟို မမေကြီးမယ်ဆိုရင်လည်းကျွန်တော်တို့ကလည်းမလူလာဘူးကျွန်တော်တို့သွားချင်တဲ့ဒီကျွန်တော်တို့ဖြစ်ချင်တဲ့အရာလေးပေါ့ဒီကျွန်တော်နိုင်ငံသားတွေနိုင်ငံရေးအသည့်တွေရှိဖို့လို့လေအာနာရှင်ဆိုတော့ကောင်းကလားမကောင်းဘူးလားခဏတစ်ပြုတ်လေးပြီးသွားမှာပါဆိုတဲ့အရာမျိုးတွေမတွေးဘဲနဲ့လက်တလုံးမှာဒီလိုမျိုးအခွင့်အရေးရတဲ့အချိန်မှာထိထိရောက်ရောက် ပန်ပိုးစီခြင်းနဲ့ထိထိရောက်ရောက်ကြီးစီခြင်းနဲ့အဲ့ဒါကြောင့်မလို့အလွာပေါင်းစုံမှရှိတဲ့လူတွေကတက်တက်ကြွကြွစီစီနှလုံးရှိဖို့လိုတယ်အခုဒါကျွန်တော်တို့ UNG အစိုးရကခေကျွေးထားတဲ့အရာရှိတယ်ကျွန်တော်တို့လည်းခေကျွေးတာပဲ2025မှာထောင်ပေါင်းချီသောတက်တွေနဲ့အာဏာရှင်စနစ်ခါတဲ့ပြုတ်ကျောက်လုံးမယ်ဆိုတော့အားရှိပါတယ်အဲ့ဒီအတွက်လည်းတက်နိုင်တဲ့ဘက်ကပူးပေါင်းပါဝင်ကူညီကြပါလို့ဒါကြက်ခံနေတယ်ပါနော်ဟိုအားမရောကြပါနဲ့လို့ကျွန်တော်ကျွန်တော်နိုင်ငံသားအနေနဲ့ပြောရဒီတိုင်းရင်းသားတွေလည်းအကုန်လုံးစီစီနှလုံးလေးနဲ့တပြိုင်တည်းတွန်းပေးပါလို့လည်းကျွန်တော် ကျွန်တော်တို့နိုင်ကျွန်တော်နိုင်ငံသားကျွန်တော်နိုင်ငံသားကိုစားအနေနဲ့ကျွန်တော်တောင်းဆိုချင်ပါတယ်မိတ္တရက်ခန့်ချင်ပါတယ်ဟုတ်ကဲ့အားလုံးအားလုံးကောင်းကောင်းနေပါနော်ဟုတ်ကဲ့ပါ